ုပါကျွန်တော်ခုနောက်ပု္ပ္ပစာတဘုတ်ပြခြင်းနဲ့ဒုတိယပု္ပ္ပစာပု္ပ္ပစာနံပါတ်1တော်တော်လေးပဲအောက်ပါညီမြချင်းမားတဲ့ကိန်းသက်အိစရဲ့အဖြေကိုရှာပါတဲ့အကောင်းနဲ့မှတေချာမှတ်ထားနော်ကျွန်တော်တို့လိုချင်တာကိန်းသက်အဖြေအဲ့တော့အကဲပြင်းများကိန်းရောင်နေ complex တွေပါတယ်ပါရင်အဲ့ဒီအဖြေမလိုချင်ဘူးအဲ့တော့သူ့ equation ကိုကြည့်လိုက်တဲ့အခါမှာသူ့ equation ကနှစ်ထပ်ကွင်းနှစ်ကွင်းမြောက်ထားတဲ့ 2a² - 8a + y ကတကွင်း x square minus 4x plus 5ကဒကွဲအဲ့ဒါကတစ်ဖက်မှာဆက်နေအဲ့တော့တကယ်တော့နှစ်ထပ်နဲ့နှစ်ထပ်မြောင်းလေးတက်လေဒါက၄တက်ညီမြချင်းပဲတစ်ဖက်မှာ0ရှိရင်တော့ဒီပုံစံအရန်လွယ်သွားတယ်မြောက်လိုက်လို့0ရရင်တကွင်းကွင်းရ0ဒါ0 order 0ဒါဆိုရင်နှစ်ထပ်ညီမြချင်း quadratic formula တဲ့ထက်လည်းအဖြစ်အကုန်ထွက်လာမယ်ပြဿနာကဒီမှာ0မျိုးပဲဆက်နေဖြစ်နေလို့ အဲ့ဒါကြောင့်ယုတ်တိရဲ့တွေးမိတဲ့အတွေ့အကြုံဒီနှကွင်းမြောက်လိုက်ပြတော့လေးထလုံးလိုက်မယ်ရတဲ့တဲ့လေးထ function ကြီးကိုကျွန်တော်တို့ကစာကွဲ gain factor theorem သုံးမယ်အဲ့လိုတွေးကျင်စရာကောင်းတယ်ဒါမှမဟုတ်တကယ်အဲ့လိုတွေးရင်လမ်းပိတ်ပါတယ်ဘာဖြစ်လို့လဲဆို factor theorem နဲ့ဘာကြောင့်တွေးလို့မရလဲဆိုတာကျွန်တော်တို့ကြာရှင်းပြရအောင်ခုဒီပုံစံက akhya tincha ရဲ့အရင်အရင်အဖို့တန်တဲ့နီးတနီးပါအစာထိုးနီးပါ အဲ့ဒီ a2 4s ကိုယူလို့ထားပါအဲ့ကရတင်ချာမှာအဲ့ဒီနီးရနေရာတိုင်းမှာသုံးတယ်ဘယ်အထိသုံးလဲဆိုကကလပ်စ်မှာ differentiate လုပ်ရင်အစားထိုးနည်းရှိတယ် integrate လုပ်ရင်အစားထိုးနည်းရှိတယ်အဲ့ဒီ a ခရကိန်းနန်းကိုအစားထိုးတာဟာတင်ချာမှာသုံးလို့မကုန်နိုင်တဲ့အဖိုးတန်ရဲ့သဏ္ဍာန်ပါနော်အဲ့တော့အဲ့ဒီယူဖို့နဆပေးရင် 2a2 8a ဆိုတော့ဒီမှာရှိပါတယ် အဲ့ဒါကြောင့်သူပေးထားတဲ့ညီမခြင်းက 2u+5 နဲ့ u+5 နဲ့နှစ်ကွင်းဖြစ်သွားတယ်။အဲ့ဒီနှစ်ကွင်းကျွန်တော်မြှောက်ထည့်လိုက်ရင် 2u2 ပြီးရင်ဒီ 5u နဲ့ 10u နဲ့ပေါင်းရင် 15u 95လေး25အဲ့ဒီ25ကိုဟိုဘက်ကဆနစ်လာလို့တော့73ကြံပါတယ်ကျွန်တော်ခက်မြန်မြန်တော့လိုက်တယ်လိုက်လို့ရမယ်ထင်ပါတယ်နော်အဲ့ဒီကောင်ကြီးကနှစ်ထပ်ညီမြချင်းဖြစ်နေတော့စာကောကင်းခွဲမယ်2 u နဲ့ u တတင်းနဲ့1ဒါဆို2 you နဲ့တင်း you ပေါ့ရင်15 you ကွက်တိပဲဒါဆိုစာကိုကင်းခွဲလို့အောင်မြင်သွားပါတယ်ဒါစာကွဲကင်းခွဲလို့ရလာတဲ့နှစ်ကွင်းပါအဲ့ဒီကနေပထမတကွင်းကနေ you တန်ဖို့က minus the ten by 2 73ဟိုဘက်ပို့2နဲ့သွားစာเนาะ the ten by 2 or now အဖြေတစ်ခုက you က minus 1ဒါမဲ့လူကျန်တာ you မဟုတ်ဘူးเนาะမမင်းနဲ့ you ကျန်တာ8 အဲ့ဒီအိတ်ဆိုတာလည်းကိန်းစစ်ပဲဖြစ်ရမယ်ကောနာပြောပြီးသားဒါကြောင့်အဲ့ဒီ u နေရာမှာ a square 4x 13 by 2 or အဲ့ဒီ u နေရာမှာ a square 4x equal to minus 1ဆိုနောက်ထပ်ညီမချင်းဆိုတော့လွယ်ပြီပေါ့ကြက်ချီကခွဲကြည့်မရလို့ရှင် ပုံသေးသေးတဲ့ထဲပေါ့ဟုတ်တော့ကြက်ချီကခွဲဖို့ကြိုးစားကြည့်ပါမအောင်မြင်ပါဘူးကြက်ချီကအဲ့လိုခွဲခွဲလို့မရပါဘူး အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆို completing the square method သုံးနိုင်တယ် quadratic formula သုံးနိုင်တယ်နှစ်နည်းရှိတယ်ကြိုက်တာသုံးပါဒို့တော်လည်းပဲဒီကောင် completing the square သုံးလို့လွဲနေတယ်ဘာဖြစ်လို့လဲဆိုနှစ်ထပ်တီဂိမ်းဖြစ်ဖို့อ่ะကျွန်တော်၄ပေါင်းလိုက်ရင်ပြီးသွားပြီအဲ့ဒီ၄ဘယ်လိုလုပ်ရလဲဆိုဒီအလဲအမြော့ဘောကင်းကိုတဝက်ပြီးနှစ်ထပ်တင်တာပေါ့၄ကိုတဝက်ပွက်တော့နှစ်နှစ်ထပ်တင်တော့လေးအဲ့တော့ဟိုဘက်ဒီဘက်ကျွန်တော်၄ပေါင်းမယ် လင်းပေါင်းလိုက်တဲ့အခါဒီကောင်းက x 2 the whole square ဖြစ်သွားတယ်။အဲ့တော့ဒီဘက်ကိုကျွန်တော်ပေါင်းလိုက်တဲ့အခါဘုံကဘုံဆောက်ဝဲကင်းကအဲဘုံပိုင်းကြီးကနှစ်အဲ့တော့ပြီးတော့73မှာဒီမှာ8 8အနုတ်73ဆိုပါဗျာ -5 နော်အဲ့တော့ဘာဖြစ်သွားမလဲဆိုရင်ဟိုဘက်ဒီဘက်ကျွန်တော် square root လဲယူလဲကော x 2ဒီဘက် plus or minus square root square root ရဲ့အောက်မှာအနှုတ်ကြီးဖြစ်နေတယ်အနှုတ်ဖြစ်နေအဲ့ဒါ complex ပဲဒါကိန်းစက်မဟုတ်ဘူးကျွန်တော်ကကိန်းစက်အဖြေလို့ကျန်တာဆိုဒီအဖြေမရှိပါဘူးเนาะကိန်းကိန်းရောင်ဖြစ်နေလို့ပါကိန်းတွေဖြစ်နေလို့ပါအဲ့တော့ကျွန်တော်တို့မှာအားကိုးစရာဒီတစ်ခုပဲကျန်တယ် u tan bo minus 1အဲ့တော့ u နေရာမှာ a square minus 4a ထဲအဲ့တော့ u နေရာမှာ a square minus 4a ဆိုမိုင်းနာဆိုအောင်ကိုနော်လိုပဲ completing the square method သုံးမယ်ဒီလေးကိုတော့ဝက်တော့နှစ်နှစ်ဆက်တင်တော့၄ဟိုဘက်ဒီဘက်ကျွန်တော်၄ပေါင်အဲ့ဒါကြောင့်ဒီဘက်က x 2 the whole square ဒီဘက်က3ကျွန်တော် square root ယူတဲ့အခါဒီတစ်ခါတော့ gain စရပါတယ် plus or minus ဆို3ပါ rational တော့မဟုတ်ဘူး irrational gain ထွက်ပါတယ်နောက်ဆုံးအဖြစ်နှစ်ခုရတယ်2 plus or minus ဆို3ပါ ်ဆိုကျွန်တော်ကပြောတယ် factor theorem နဲ့မြောက်ပြီးတွေ့ရင်အဖြေမထွက်နိုင်ဘူးလို့ကျွန်တော်ပြောတယ်ဘာဖြစ်လို့လဲဆို factor theorem ဆိုတာကိန်းကိန်းပြည့်အဖြေပါမှသုံးလို့ရတာပါဒီကောင်းက irration နဲ့အဖြေကြီးအဖြေနှစ်ခုနှစ်ခုလုံး irration နဲ့ဖြစ်နေပါတယ်เนาะဒါကြောင့်အစားထိုးနည်းနဲ့ပြောမအောင်ပြန်ပါတယ်